အားလုံးပဲမင်္ဂလာပါ Explorers မြန်မာ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ် James Webb Space Telescope ကရိုက်ကူးထားတဲ့ပုံတွေကိုသင်တို့အနေနဲ့မြင်မှုကြမှာပါကျွန်တော်တို့ရဲ့စိတ်ကူးစိတ်တမ်းတွေကိုလှုံ့ဆော်ပေးနိုင်တဲ့အာကာသအနက်ပိုင်းတွေကရှုပ်ထွေးလှပတဲ့ပုံရိပ်တွေပေါ့ဒါပေမဲ့ဒီကဘာမြေပေါ်မှာတော့အသက်ဆက်ဆက်နေပြင်ခြေဆိုင်နက္ခတ္တရာကြည်စခန်းတစ်ခုကအဲ့ဒီပုံတွေလိုပဲ ထူးခြားစမ်းကြည့်တဲ့ပုံရိပ်တွေကိုစတင်ဖမ်းယူနေပါပြီ။ချီလီနိုင်ငံကဆာရိုဘာချွန်တောင်ထိပ်ပေါ်မှာတည်ရှိတဲ့ဒီဗာရာစီရူဘင်အော့ဖ်ဇာဗတရီဟာကမ္ဘာအကြီးဆုံး digital ကင်မရာကြီးရဲ့အကူအညီနဲ့သူ့ရဲ့ပထမဆုံးသောပုံရိပ်တွေကိုဖမ်းယူနိုင်ခဲ့ပါပြီ။ဒီကင်မရာကြီးဟာကားငယ်တစ်စီးသာလောက်အရွယ်စားရှိပြီးအလေးချိန်အားဖြင့်2800ကီလိုဂရမ်ရှိပါတယ်။ဓာတ်ပုံတစ်ပုံကိုမယုံနိုင်စရာကောင်းလောက်တဲ့3.2ဘီလီယံ pixel resolution နဲ့ရိုက်ကူးနိုင်ပါတယ်။ အဲ့ဒါကိုမျက်စိနဲ့မြင်သာအောင်ပြောရမယ်ဆိုရင်ဒီ telescope ကရိုက်တဲ့ဓာတ်ပုံတပုံလေးကိုပြသဖို့အတွက် 4K TV အလုံးပေါင်း385လုံးလောက်လိုအပ်မှာဖြစ်ပြီးဒါဟာတကယ်ကိုများပြားလာတဲ့ data ပမာဏပါတကယ်တော့ဒီစူးစမ်းလေးလာရင်ဟာတညာတည်းနဲ့ data ပမာဏ20 terabyte လောက်ကိုစုဆောင်းနိုင်ပါတယ်ဒီစကန်းကချီလီနိုင်ငံမှာတည်ရှိပြီးတော့ data center ကအမေရိကန်ပြည်ထောင်စုမှာရှိတာကြောင့် ီစခန်းကိုဖလော်ရီဒါပြည်နယ်မိုင်ယာမီမြို့နဲ့ချိတ်ဆက်ဖို့အတွက်တီတန်100ဂီဂါဘဲအင်တာနက်လိုင်းကိုတည်ဆောက်ခဲ့ရပြီးအဲ့ဒီနေရာကနေရှီရင်ဆွဲအခြေခံအဆောက်အုံတွေနဲ့ထပ်မံချိတ်ဆက်ထားတာပါပထမဆုံးတရားဝင်ပုံရိပ်တွေကို2025ခုနှစ်ဇွန်လမှာထုတ်ပြန်ခဲ့ပါတယ်ဒါတွေကကျွန်တော်တို့မြင်တွေ့ဘူးသမျှထဲမှာရင်သက်ရှုမောပွဲအကောင်းဆုံးနက္ခတ်တဗေဒဆိုင်ရာပုံရိပ်တွေတွေကတချို့ပါပဲဒါဆိုဒီပထမဆုံးပုံရိပ်တွေကကျွန်တော်တို့ကိုဘာတွေပြသနေသလဲတို့တို့ကိုဘယ်လိုရိုက်ကူးခဲ့သလဲ နောက်ပြီးနက္ခတ္တဗေဒပညာရှင်တွေကဒီမှန်းချက်ကြီးမားတဲ့ project ကနေနောက်နှစ်ပေါင်းများစွာဘာတွေကိုလေ့လာနိုင်ဖို့မျှော်လင့်နေကြတာလဲလုပ်ငန်းတချို့စတင်နေပြီဆိုပေမဲ့နောက်ဆုံးစမ်းသပ်မှုတွေကိုတော့2025ခုနှစ်အကုန်ပိုင်းမှာအပြီးသတ်နိုင်ဖို့မျှော်လင့်ထားပါတယ်ဒီစကမ်းဟာခေတ်သစ်နက္ခတ္တဗေဒလောကမှာဒန္တာရီတစ်ခုဖြစ်လာမှာသိကြသလို သူကိုယ်တိုင်လည်းဒန္တာရီတစ်ပါးဖြစ်တဲ့အမျိုးသမီးတူဦးရဲ့နာမည်ကိုဂုံယူစွာနဲ့မှဲ့ခေါ်ထားတာပါ 1960ခုနှစ်တွေတုန်းကနခတ္တဗီရာလောကမှာအမျိုးသမီးတွေကိုရှရှားပပသာတွေ့မြင်ရတဲ့အချိန်ခါကဒေါက်တာရူဘင်ဟာဒါ့ခ်မန်တာတကယ်ရှိနေကြောင်းပထမဆုံးခိုင်လုံတဲ့တက်တဲ့ထောက်ထားကိုရှာဖွေတွေ့ရှိခဲ့သူအဖြစ်ဂုဏ်ယူချီးကျူးခြင်းခံခဲ့ရပါတယ်။သူမဒီလိုလှုပ်ဆောင်ရဲ့အချိန်မှာ သူမရဲ့အသက်မွေးဝမ်းကြောင်းအလုံးနဲ့မိခင်ဘဝကိုဟန်ချက်ညီထင်းသိမ်းနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ဒီလိုရှေ့ဆောင်လမ်းပြနခတ္တရာကြည်စခန်းကြီးကို လားတို့ရှေ့ဆောင်လမ်းပြခဲ့တဲ့နခတ်တဗေဒပညာရှင်တဦးရဲ့နာမည်ပေးထားတာအားအမတမ်းမှတင့်တော်ပါတယ်။ပြီးတော့သူ့ရဲ့နာမည်ရှင်လိုပဲ Rubin Observatory ဟာလည်းစိတ်ပြည့်စုံမှာမဟုတ်ပါဘူး။ Hubble နဲ့ Webb တို့လိုအာကာသ Telescope တွေကနေရတဲ့ပုံတွေသိကြည်လင်ပြသားနေရတဲ့အကြောင်းရင်းတစ်စိတ်တစ်ပိုင်းကတော့သူတို့ဟာကမ္ဘာလေထုအပြင်ဘက်ကနေကြည့်ရှုနိုင်လို့ပါပဲ။အာကာသတွေကနေကြည့်ရတဲ့အခါသူတို့ဟာမြေပြင်ခြေစက် Telescope တွေကိုအများဆုံးဒုက္ခပေးလေရှိတဲ့ရာသီဥတုကြောင့်ဖြစ်တဲ့ ုံရိပ်ပုံပြတ်ခြင်းနဲ့အလင်းရောင်ညဉ့်ဉန်းမှုပြဿနာတွေကိုရှောင်လွှဲနိုင်ပါတယ်။ဒါကြောင့် Ruvin Observatory ကိုချီလီနိုင်ငံရဲ့အာတာကာမာသဲကန်နာရာကတောင်တလုံးပေါ်မှာတည်ဆောက်ခဲ့တာဖြစ်ပြီးကမ္ဘာပေါ်မှာအကောင်းဆုံးလေးလာစောင့်ကြည့်ရေးနေရာတွေကတခုကိုရရှိစေခဲ့ပါတယ်။အလုံးအမင်းချောက်တွေးတဲ့လေတုနဲ့မှောင်မိုက်တဲ့ကောင်းကင်တွေဟာမြေပြင်ခြေဆိုင်နက္ခတ္တဗေဒအတွက်အကောင်းဆုံးအခြေအနေတွေကိုဖန်တီးပေးပါတယ်။ဒီနက္ခတ္တရာကြီးစခန်းတက်ကြီးကတခုတည်းရှိနေတာတော့မဟုတ်ပါဘူး။ ဒီဒေသဟာ Southern Astrophysical Research Telescope, Gemini Salt Observatory, The Giant Magellan Telescope နဲ့ The European Extremely Large Telescope တို့ပါဝင်တခြားနက္ခတ္တရာကြီးစခန်းများစွာရဲ့တည်နေရာလည်းဖြစ်ပါတယ်။ဒီနေရာဟာထူးခြားကောင်းမွန်တဲ့လေလံစောင့်ကြည့်ရနေရာတစ်ခုဖြစ်ကြောင်းအကြင်ကြီးသက်သေပြခဲ့ပြီးပါပြီ။စိတ်ဝင်စားစရာကောင်းတာက Rubin Observatory ကို NASA ဒါမှမဟုတ် ISRO လို့အဓိကအာကာသအေဂျင်စီကြီးတွေက စီမံခန့်ခွဲတာမဟုတ်ပါဘူးအဲ့ဒီအစားအမေရိကန်ပြည်ထောင်စုရဲ့ National Science Foundation နဲ့ Department of Energy တို့ကပြန်ပုံငွေထောက်ပံ့ပြီး Association of University for Research in Astronomy ကစီမံခန့်ခွဲတာဖြစ်ပါတယ် Rubin Observatory အတွင်းမှာတော့ Simony Survey Telescope ရှိပြီးသူဟာကမ္ဘာတသမာမြောက်အကြီးဆုံး Telescope ဖြစ်လာခဲ့ပါတယ်သူ့ရဲ့အဓိကမှန် Primary Mirror ဟာ၈.၃မီတာကျယ်ဝန်းပြီး 3.5မီတာရှိတဲ့ဒုတိယမှန် secondary mirror လည်းပါရှိပါတယ်။ဒါပေမဲ့အရွယ်စားကြီးကြတစ်ခုတည်းကအရာရာမဟုတ်ပါဘူး။သူ့ကိုတကယ်ထူးခြားစေတာကတော့သူ့ရဲ့5မီတာရှိတဲ့တတိယမှန် third mirror ပဲဖြစ်ပါတယ်။ telescope အများစုဟာအလင်းကိုစုစည်းဖို့နဲ့မှန်ရဲ့အခုံးချောင်းဖြစ်နိုင်တဲ့မြင်ကွင်းဆိုင်ရာပုံပြမှုတွေကိုပြင်ဆင်ဖို့မှန်တဲ့ချက်ပါတဲ့စနစ်ကိုအသုံးပြုကြပါမယ်။စွန်မွန်ကြီးစာပေ telescope ကတော့မှန်သုံးချက်ကိုအသုံးပြုထားပြီးထူးခဲစွာကြည်လင်ပြတ်သားတဲ့မြင်ကွင်းကိုပေးစွမ်းနိုင်ပါတယ်။ ီဆွမ်းအားမြင့်တယ်လီစကုပ်ရဲ့အဆုံးမှာတော့သူမြင်သွေးသမျှကို မှတ်တမ်းတင်ဖို့အတွက်အလားတူအထင်ကြီးစရာကောင်းတဲ့ကင်မရာတစ်လုံးကိုတပ်ဆင်ထားပါတယ်။ဒါဟာအရှိ3မီတာလောက်နဲ့အကျယ်3.6မီတာလောက်ရှိတဲ့တိဆောက်ခဲသမျှထဲမှာအကြီးဆုံးကင်မရာဖြစ်ပါတယ်။ခရမ်းလိုရောင်ကြီးမြင်နိုင်တဲ့အလင်းနဲ့အနီအောက်ရောင်ကြီးနီးပါးအလင်းတွေကိုဖမ်းယူဖို့ဒီဇိုင်းထုတ်ထားပြီးသူ့ရဲ့ဆန်ဆာရင်းရှေ့မှာဖီလ်တာတွေကိုနေရာချဖို့စက်ရုပ်လက်တံတစ်ခုကိုအသုံးပြုပါတယ်။ Legacy Service of Space and Time ဒါမှမဟုတ် LSST လို့ခေါ်တဲ့ကောင်းကင်စူဇန်လေးလာကြီးရဲ့နာမည်ကိုမှတ်ခေါ်ထားတဲ့ဒီကင်မရာဟာစက်စုနှင်းတစ်ခုကြာမဲ့ကောင်းကင်စူဇန်လေးလာမှုကိုပံ့ပိုးပေးသွားမှာပါ LSST ကင်မရာကိုတေကြအာယုံခံကရိယာ189ခုနဲ့ဖွဲ့စည်းထားပြီးကြီးမားတဲ့ Fuse Silica မှန်ဘလူးသုံးလုံးကိုတပ်ဆင်ပေးထားပါတယ်ဓာတ်ပုံရိုင်းချက်တစ်ခုစီတိုင်းဟာကောင်းကင်ရဲ့10စတူရန်ဒီဂရီကိုလွှမ်းခြုံနိုင်ပြီး တာလွန်ကောင်းမွန်တဲ့မြင်ကွင်းဆိုင်ရာစွမ်းဆောင်ရည်ကို ပေးဆွမ်းပါတယ်။ဒါဟာတော်တော်ကျယ်ပြန့်တဲ့မြင်ကွင်းတောင်းကျယ်ပါပဲ။ပုံတပုံတွေကလားပြည်ဝန်45စင်းစာလောက်ရှိတဲ့ကောင်းငယ် area ကိုဖမ်းယူနိုင်ပါတယ်။ဒီချက်လက်တွေကို Sloan Digital Sky Survey SDSS လို့အရင်ကစူးစမ်းလေ့လာမှုတွေနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် LSST ဟာ SDSS က20ကျောင်းလုတ်ခဲ့ရတာကို3ရက်ထဲနဲ့အပီလုံနေသလိုပါပဲ။ SDSSR သူ့ရဲ့နှစ်20လုံးလေပတ်ခဲ့တဲ့ကာလအတွင်းမှာကောင်းငင်ရင်35ရာခိုင်နှုန်းကိုလွှမ်းခြုံတဲ့မြေပုံကိုတဖြည်းဖြည်းတိစောက်ခဲ့ပေမဲ့ LSSD ကတော့ကမ္ဘာတောင်ပိုင်းဆန်ကမြင်နိုင်တဲ့ကောင်းငင်တစ်ခုလုံးဒါမှမဟုတ်90ရာခိုင်နှုန်းကို3ရက်ကြာစကန်ဖတ်မှုမှာမြေပုံထုတ်နိုင်ခဲ့ပါတယ်။ LSSD ရဲ့10နှစ်ကြာကာလသတ်မှတ်ချက်ဟာကျယ်ပြန့်တဲ့ကောင်းငင် area ကိုလွှမ်းခြုံဖို့အတွက်ကြီးမဟုတ်ပဲကျွန်တော်တို့ရဲ့စက်ကြောရာကိုအချိန်နဲ့တပြေးညီမြေပုံထုတ်ဖို့ ရှာဖွေနိုင်တဲ့ကောင်းကင်ရဲ့ timeless movie တစ်ခုကို တိဆောက်ပြီးအချိန်နဲ့အမျှပြောင်းလဲမှုတွေကိုအရင်ကနဲ့မတူအောင်ခြေရာခံမှုအတွက်လည်းဖြစ်ပါတယ်။ဘယ်ကောင်းကင်စူဇန်လေးလာမှုမျိုးလို့မဆိုလို့ပဲ LSSD ဟာညာကောင်းကင်မှာရှိတဲ့ဘယ်အရာကိုမဆိုအရာအလုံးကိုရှာဖွေဖို့ရည်ရွယ်ပါတယ်။ဒါပေမဲ့သူ့မှာအဓိကသိပ်ပံဆိုင်ရာရည်မှန်းချက်လေးခုရှိပါတယ်။ Dark Matter နဲ့ Dark Energy တို့ကိုစူဇန်စစ်ဆေးဖို့ ဥက္ကာခဲနဲ့ကျဲတကွန်တို့လိုနေဖွဲ့စည်းအတွင်းကအရာဝတ္ထုတွေကိုစည်ရင်းပြုစုဖို့ supernova variable stars နဲ့ gamma ray bursts လိုယာယီဖြစ်စဉ်တွေကိုစောင့်ကြည့်ဖို့နဲ့ Mickey Way Galaxy တဲကကျဲတွေကိုမြေပုံထုတ်ဖို့လို့ဖြစ်ပါတယ်။ Gaia, Pan-STAR, Daisy နဲ့ Sloan တို့လိုစူးစမ်းလေ့လာမှုတွေကလမ်းခင်းပေးခဲ့ပေမဲ့ Rubin ကတော့အရာရာကိုပို့ပြီးစဉ်မြင့်အောင်လုံဆောင်သွားမှာပါ။ဥပမာအနေနဲ့ပြောရရင် Rubin ကရရတဲ့ data တွေဟာ ဥက္ကာကရဲ့အသက်တန်ပေါင်းများစွာကိုကျွန်တော်တို့ခွဲခြားသိရှိနိုင်အောင်ကူညီပေးပြီးကျွန်တော်တို့ရဲ့ catalog ကိုအကြီးအကျယ်ချဲ့ထွင်ပေးကအရင်ကတစ်ခါမှမရှိခဲ့ဘူးတဲ့ data အစုအဝေးကြီးတစ်ခုကိုဖန်တီးပေးလိုက်မယ်လို့မျှော်လင့်ရပါတယ်ကျွန်တော်တို့အတွက်ကံကောင်းတာကတော့ဒီစကန်အသက်မှာဘာတွေရှိမလဲဆိုတာသိရဖို့10နှစ်လောက်စောင့်စရာမလိုတော့ပါဘူး LSSD ဟာ project တစ်လျှောက်လုံးမှာပုံရိပ်တွေကိုထုတ်ပြန်ပေးသွားမှာဖြစ်ပြီးရှာဖွေတွေ့ရှိမှုတွေတဖြည်းဖြည်းထွက်ပေါ်လာတာနဲ့အမျှကဘာကြီးကိုအတူတူဝလိုက်ပါကြီးရှုခွင့်ပေးမှာပါ အစောပိုင်းကပြောခဲ့သလိုပဲဒီပုံရိပ်တွေကပထမဆုံးအတုတ်ကို2025ခုနှစ်ဂျွန်လမှာထုတ်ပြန်ခဲ့ပြီးတင်တို့လဲဒါတွေကိုသဘောကျမယ်လို့ကျွန်တော်ထင်ပါတယ်။ဆယ်နှစ်ကျော်ကြာစံသက်လေ့လာမှုတွေပြုလုပ်ပြီးနောက်မှာပဲ Rubin Observatory ဟာမကြုံစဖူးပမာဏကြီးမားတဲ့စက်ကြာဝဠာဖြစ်စဉ်ကိုဖမ်းယူနိုင်ခဲ့ပါပြီ။ကျင်းနဲ့ Glassy တန်းပေါင်းများစွာ အုတ်ကာကဲ ထောင်ပေါင်းများစွာနောက်ပြီးဒီပုံတွေဟာနောင်လာမဲ့အရာတွေရဲ့တင်းငယ်တဲ့နမူနာလေးတစ်ခုသာဖြစ်ပါတယ်။ သင်တို့အခုမြင်နေရတာကတော့ Rubin Observatory ကနေပထမဆုံးထုတ်ပြန်လိုက်တဲ့ပုံတွေတည်းကတပုံဖြစ်ပြီး Cosmic Treasure Chat လို့နာမည်ပြောင်းပေးထားပါတယ်။ခုနှစ်ညတာအတွင်းရိုက်ချက်ပေါင်း1185ချက်နဲ့ပေါင်းစပ်ဖွဲ့စည်းထားပြီးအလင်းနဲ့55တန်းအကွာလောက်မှရှိတဲ့ Vago Cluster တောင်ပိုင်းဒေသကိုပြသထားပါတယ်။ဒါဟာကျွန်တော်တို့ကိုယ်ပိုင် Galaxy နဲ့အနီးဆုံးမှရှိတဲ့ Galaxy အစုဝေးကြီးတစ်ခုပါ။ဒီ25 Student Degree ကျယ်ဝန်းနဲ့ Moses ပုံရင်းဟာ အာအသင်စရာကောင်းလောက်အောင်မျိုးစုံလာတဲ့ဂျယ်ရီနဲ့ဂလက်ဆီတွေကိုဖော်ပြနေပါတယ်။မတူညီတဲ့အချိန်တွေမှာမတူညီတဲ့ဖီလ်တာတွေနဲ့ရိုက်ကူးထားတဲ့တဏှာရဲရဲ့ရိုက်ချက်ပေါင်းများစွာကိုပေါင်းစပ်ထားပြီးမမြင်နိုင်လောက်တဲ့မိန်ဖြောတဲ့အသေးစိတ်ချက်လက်တွေကိုမြင်နိုင်အောင်ဖော်ထုတ်ထားပါတယ်။အထူးအသားပေးနေရာတချို့ကိုချဲ့ကြည့်ကြရအောင်။ဘယ်ဘက်အပေါ်တော့မှ Q-pad ပုံဂလက်ဆီနှစ်ခုကထင်းထင်းရှားရှားနေရာယူထားပြီးသူတို့ရဲ့အပေါ်နားမှာတော့ပေါင်းစပ်နေတဲ့ဂလက်ဆီ၃ခုကိုတွေ့ရပါတယ်။ သူတို့ကြားမှာ drug တွေကချီမြင်တွင်လိုစံတန်းနေပြီးအနည်းအဝေးက glassy အုပ်စုတွေရော ကျွန်တော်တို့ရဲ့ဒဂန်ငွေတန်းတွေကအရှိတန်းမှာရှိတဲ့ကျယ်နှင်းငယ်ပါဒီမြေခွန်းထဲမှာပါဝင်နေပါတယ်။ပုံရက်တစ်ဖက်ချမ်းမှာတော့ cosmic drama လို့နာမည်ပြောင်းပေးထားတဲ့အလိုမင်းလှုပ်ရှားသက်ဝင်နေတဲ့နေရာတစ်ခုရှိပါတယ်။ဒီနေရာမှာတော့ကျွန်တော်တို့ glassy ကတောက်ပတဲ့ကျယ်တွေဟာရှီတန်းမှာလင်းလက်နေပြီးအနီးနားက glassy ဒါဇင်ပေါင်းများစွာကိုရှင်းရှင်းလင်းလင်းမြင်နေရတာ။ အဝေးကအနီရောင်တန်းနေတဲ့ Glassy ပင်လယ်ကြီးကအဆက်ပြောက်တွေနဲ့နောက်ခံမြင်ဝင်ကိုဖန်တီးပေးထားပါတယ်ဒီပုံထဲမှာ Glassy ပေါင်း၁၀တန်းလောက်ပါဝင်ပါတယ်ဒါတောင်မှ Rubin Observatory ကနောက်ဆယ်စုနှစ်အတွင်းလေ့လာဆောင်ကြည့်ဖို့စီစဉ်ထားတဲ့ Glassy ပေါင်းဘီလီယံ20ထဲကမှ3.3ရာခိုင်နှုန်းသာရှိပါသေးတယ်နောက်ထပ်အစောပိုင်းပုံတစ်ပုံကတော့ Nebula နှစ်ခုကို9နာရီအတွင်းရိုက်ချက်ပေါင်း688ချက်နဲ့ပေါင်းစပ်ဖန်တီးထားတဲ့ဒီရင်သက်ရှုမောပွဲမိုးစေးပုံရိပ်ပါပဲ။ ရိုက်ချက်တစ်ချက်ထဲမှာတော့ဒီနေဗျူလာတွေကိုဖွဲ့စည်းထားတဲ့ဖုံဖုံးတွေနဲ့တိမ်တိုက်တွေဟာပင်ဖြော့နေနိုင်တယ်လို့မမြင်နိုင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ရိုက်ချက်ရာပေါင်းများစွာကိုပေါင်းစပ်လိုက်တဲ့အခါဒီအသေးစိတ်အချက်လက်တွေကပိုပြီးရှင်းလင်းလာပါတယ်။ဒီမိုးစေးပုံရဲ့အလဲဘဟုမှာတော့ကဘာကနေအလင်းနဲ့9200ခန့်အကွာမှာတည်ရှိတဲ့လဂွန်နေဗျူလာဒါမှမဟုတ်မက်ဆီယာအိတ်ဖြစ်ပါတယ်။ကြောက်ကပ်ပုံစံပန်းရောင် area လေးဟာမျောဖက်လက်တီကျူအလဲအလက်လောက်ကနေ နှိမ့်ကက်အိုင်းနဲ့မိန်ဖြော့ဖြော့မြင်နိုင်တဲ့ကျယ်မွေးဖွားရာ nebula အနည်းငယ်တွေကတစ်ခုဖြစ်ပါတယ်။တင်သာဒီ nebula ကို telescope ကမှမဟုတ်မှန်ဘလူးနဲ့ကြည့်မယ်ဆိုရင်မီးခိုးရောင်တိမ်တိုက်အဆက်အပြောက်တစ်ခုလိုမြင်ရပါလိမ့်မယ်။ဒါကတော့လူမျက်စိဟာအလင်းရဲ့အလိုင်းအလျားအချို့ကိုပဲမြင်နိုင်လို့ပါပဲ။ဒါပေမဲ့ Rubin Observatory ကတော့ပိုပြီးကျယ်ပြန့်တဲ့အလင်းလိုင်းတွေကိုဖမ်းယူနိုင်စွမ်းရှိပါတယ်။ ဒီပူရှန်လာတဲ့လိုင်းအလျားတွေကိုအရောင်မျိုးမျိုးဖြစ်ပုံသေးကိုထည့်သွင်းနိုင်ပါတယ်။ဥပမာအနေနဲ့ဒီပုံမှာဆိုရင်ပူအေးတဲ့အရာဝတ္ထုတွေနဲ့ဆက်ဆက်နေလေးရှိတဲ့အနီအောက်ရောင်ကြီးကိုအနီရောင်ဖြစ်သတ်မှတ်ထားပြီးပုံပုံနှွေးတဲ့ခရမ်းလွန်ရောင်ကြီးလိုင်းတွေကိုတော့ပြန်ရောင်ဖြစ်သတ်မှတ်ထားပါတယ်။နိုင်ရင်ကြီးဖို့အတွက် NASA ရဲ့ Hubble Space Telescope က2018ခုနှစ်မှာရိုက်ကူးခဲ့တဲ့လက်ကုံး Nebula ရဲ့ Optical Image ကိုကြည့်နိုင်ပါတယ်။သင်တို့တွေ့ရတဲ့အတိုင်းပဲ Hubble ရဲ့ပုံဟာ အသေးစိတ်အချက်လက်တွေနဲ့ကြွယ်ဝပြီးအလားတူပဲလူမျက်စိနဲ့သူ့အလိုလိုမမြင်နိုင်တဲ့အချက်လက်တွေကိုကိုစားပြုဖို့အတွက်အယောင်မျိုးမျိုးကိုထပ်ထည့်ထားပါတယ်။ဒီနေရာမှာတော့အယောင်တွေဟာပုံတစ်ခွင်လုံးမှာတွေ့ရတယ်မတူညီတဲ့အမှုန်တွေကိုကိုစားပြုပါတယ်။ဒီဟာပဲပုံဟာအလွန်နီးကပ်စွာချဲ့ကြည့်ထားတဲ့ပုံဖြစ်ပြီးအကျေအားဖြင့်အလင်းနဲ့လင်းနဲ့စာလောက်တာရှိတယ်ဆိုတာကိုလည်းသင်တတိထားမိပါပါဒါပေမဲ့ Rubin Observatory ကတော့ Lagoon Nebula ကို ပို့ပြီးကျေပြန့်တဲ့မြင်ဝင်းနဲ့ပြသနိုင်ပါတယ်။တကယ်တော့ဒီဌာနချက်ကတုံလုံးစရာကောင်းလောက်ပါတယ်။၎င်းနယ်ဗျူလာဟာအကျေအားဖြင့်အလင်းနဲ့55နှစ်အမြင်အားဖြင့်အလင်းနဲ့20ရှိပြီးအံ့ဩစရာကောင်းလောက်အောင်ကြီးမားပေမဲ့ရူဗင်ရဲ့ပုံထဲမှာတော့သိငယ်တဲ့အစိပ်ပိုင်းလေးတစ်ခုစာပဲနေရာယူထားပါတယ်။ဘာလို့ဒီလောက်တောင်ကွာခြားနေရတာလဲ။အကြောင်းကတော့ဟာဗယ်ဟာတိကျအရာဝတ္ထုတွေကိုအာယုံဆိုင်ဖို့ဒီဇိုင်းထုတ်ထားရပါ။သူ့ရဲ့ နှစ်သမ၄မီတာရှိတဲ့ဒီကမှန်တဲ့တီချာအရာဝတ္ထုတွေရဲ့16သမ8မီဂါပစ္စယ်ပုံတွေကိုဖမ်းယူနိုင်ပါတယ်။ဒါပေမဲ့ Ruben Observatory ရဲ့16သမ၄မီတာရှိတဲ့အဓိကမှန်တဲ့3200မီဂါပစ္စယ်ကင်မရာကိုတော့ကောင်းငင်ရဲ့အပိုင်းအကြီးကြီးတွေကိုထူးခဲ့တဲ့အသေးစိတ်အချက်လက်တွေနဲ့ဓာတ်ပုံရိုက်ဖို့တိစောက်ထားတာပါ။ Harvey ရဲ့မြင်ကွင်းဟာပုံတပုံထဲမှာကျွန်တော်တို့ရဲ့လမ်းမျက်နှာပြင် area ရဲ့တိရခိုင်နှုန်းလောက်ကိုမြင်နိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ရူဘင်မှာတော့ပုံတပုံနဲ့နဲ့လမ်းမျက်နှာပြင် area အထက်အစ40ပိုကျတဲ့မြင်ကွင်းကိုမြင်နိုင်စွမ်းရှိပါတယ်။ဆိုလိုတာက Ruben Observatory ဟာ Harvey ကပုံတပုံမှာရိုက်နိုင်တဲ့ကောင်းကင် area အထက်အစ4000ပိုပြီးရိုက်ကူးနိုင်တယ်ဆိုတာပါပဲ။ဒါဟာသူ့ကိုဒီလောက်ထူးခြားစေတဲ့အကြောင်းရင်းတွေကတစ်စိတ်တစ်ပိုင်းပါပဲ။ Ruben ရဲ့မိုးစေးကို နောက်တစ်ခေါက်ပြန်ကြည့်ကြရအောင်။ဒီကျယ်ပြန့်တဲ့မြင်ကွင်းဟာ၎င်း Nebula တစ်ခုလုံးကိုပြသနေုံသာမကဘူး။ အခြားအရာဝတ္ထုတော်တော်များများကိုပါခွဲခြားသိရှိနိုင်စေပါတယ်။အပေါ်ဘက်မှာအပြရောင်အလင်းအစုဝေးတစ်ခုကိုတွေ့နိုင်ပြီးဒါကတော့မက်ဆီယာ21လို့သိကြတဲ့ကျဲအစုဝေးတစ်ခုဖြစ်ပါတယ်။သူ့ရဲ့အောက်ဘက်မှာတော့ Triumph Nebula လို့လည်းသိကြတဲ့မက်ဆီယာ20ရဲ့ပန်းရောင်နဲ့အပြရောင်အယောနောအလင်းနှံကိုတွေ့ရပြီး Sagittarius ကျဲတရားစုတွေကအလင်းနဲ့9000ခန့်အကွာမှာတည်ရှိကတခါတည်းရန် Telescope အသေးစားလေးတွေနဲ့မြင်နိုင်ပါတယ်။ သူ့ရဲ့အောက်တဲ့မှာတော့ဘိုခမ်း14လို့ခေါ်တဲ့နောက်ထပ်ကျဲအစုဝေးတစ်ခုရှိပြီးမုံစည်းပုံရဲ့အောက်ဖက်အလဲပိုင်းကိုဥတီသွားရင် NGC 6544လို့သိကြတဲ့ကျဲပေါင်းတောင်းချီရှိတဲ့အလွန်သိပ်သီးတဲ့ကျဲအစုဝေး Globular Cluster တစ်ခုကိုတွေ့ရမှာပါဒီပုံတွေထဲမှာမြင်ရတဲ့ကျဲတွေ Galaxy တွေရဲ့အရေအတွက်ဟာမယုံနိုင်လောက်အောင်ပါပဲပိုကြီးတဲ့မုံစည်းပုံပေါ်မှာဒီကျဲအစုဝေးကသင်းငယ်တဲ့အဆက်ပြောက်တစ်ခုသာဖြစ်တယ်ဆိုတာကိုစဉ်းစားကြည့်ပါ နောက်ပြီးဒါဟာလှပတဲ့ပုံရိပ်တွေကြီးပဲမဟုတ်ပါဘူး။ Rubin Observatory ဟာတကယ်သိပ္ပံဆိုင်ရာရလဒ်တွေကိုလည်းထုတ်ပေးနေပါတယ်။စင်နာရီလောက်အတွင်းမှာပဲဒီစက္ကန်းဟာကျွန်တော်တို့ရဲ့နေဖွဲ့စည်းတဲ့အရင်ကတခါမှမမြင်ခဲ့ဘူးတဲ့ဥက္ကာကဲ2104ခုကိုခွဲခြားသတ်မှတ်နိုင်ခဲ့ပြီ။အဲ့ဒီထဲမှာကဘာနဲ့နီးတဲ့ဥက္ကာကဲခုနှစ်ခုလည်းပါဝင်ပါတယ်။ကံကောင်းစွာနဲ့ပဲအဲ့ဒီဥက္ကာကဲတွေကကျွန်တော်တို့ကိုဘန်အန်ဒီယံမှမပေးပါဘူး။ နှိုင်းရှင်ကြီးရရင်တခြားမြေပြင်နဲ့အာကာသအခြေဆိုင်စခန်းတွေအားလုံးရဲ့ပူပေါင်းကြိုးပမ်းမှုကနေတနစ်ကိုဥက္ကာကဲအသက်2000လောက်ကိုရှာဖွေတွေ့ရှိပါတယ်။ရူဘင်တခုတည်းကပဲလက်ပတ်မှု ပထမနှစ်နှစ်အတွင်းဥက္ကာကဲအသက်တန်ပေါင်းများစွာကိုရှာဖွေတွေ့ရှိနိုင်လိမ့်မယ်လို့မျှော်လင့်ရပါတယ်။ဥမွာမွာဒါမှမဟုတ် 2i Borisov တို့လိုနေဖွဲ့စည်းတွေကိုဖျက်ဆီးသွားတဲ့စစ်တရားကြားကဧည့်သည်တွေကိုထောက်လန်းဖို့အတွက်ကျွန်တော်တို့ရဲ့အကောင်းဆုံးကရိယာလည်းဖြစ်လာနိုင်ပါတယ်။ နခတ်တဗေဒပညာရှင်တွေဟာခမန်းချက်အရာဒီလိုကျေတရာကြားကဧည့်သည်တွေဟာကျွန်တော်တို့ရဲ့နေဖွဲ့စည်းအတွင်းပိုင်းကိုတစ်နှစ်တစ်ခါလောက်ဖြတ်သန်းသွားကြပေမဲ့ပန်စတာ1လို့သူတို့ကိုထောက်လန်းနိုင်တဲ့တယ်လီစကုပ်တွေမကြသေးမိကပဲကျွန်တော်တို့မှရှိလာခဲ့တာဖြစ်ပြီးအခုတော့ Rubin Observatory လည်းပါဝင်လာပြီဖြစ်ပါတယ်ဒါတွေမကသေးပါဘူးဒီစကန်ဟာ Arlyre ကျယ်များလို့သိကြတဲ့တုံခါနေတဲ့ကျယ်46စင်းကိုလည်းရှာဖွေတွေ့ရှိခဲ့ပါတယ်ဒါတွေဟာ ရှိကြကတုံခါနေတဲ့ကြယ်မျိုးစားဖြစ်ပြီးအကွာဝေးတိုင်းတာဖို့အတွက်အများဆုံးအသုံးပြုကြပါတယ်။ဒီစူးစမ်းလေးလာမှုကာလအတွင်းမှာရူဘင်ဟာဒီလိုကြယ်မျိုးပေါင်းနောက်ထပ်သသိန်းလောက်အထိရှာဖွေနိုင်လိမ့်မယ်လို့မျှော်လင့်ရပြီးတချို့ဟာကဘာကနေအလင်းနဲ့သတန်းကျော်ထိကွာဝေးနိုင်ပါတယ်။ဒီကြယ်တွေကိုရှာဖွေတွေးရှိခြင်းအဖြစ်ရူဘင်ဟာနက္ခတ္တဗေဒပညာရှင်တွေကိုကျွန်တော်တို့ရဲ့ငကန်ငွေတန်းရဲ့အစွန်ပြားဒေတာတွေကိုမြေပုံထုတ်ပြီး သူ့ရဲ့ဖွဲ့စည်းပုံကိုစူဇန်လေးလာရမှာကူညီပေးနိုင်မှာပါပထမနဲ့တနှစ်ထဲမှာပဲရူပင်ဟာအရင်ကရှိခဲ့တဲ့စကန်အားလုံးရဲ့စုစုပေါင်းထက်ပိုများတဲ့မြင်နိုင်သောအလင်းဆိုင်ရာဒေတာတွေကိုစုဆောင်းနိုင်ပါလိမ့်မယ်စူဇန်လေးလာမှုအပြီးမှာတော့900ပီတာဘိုက်စ်ဒါမှမဟုတ်9000တီရာဘိုက်စ်လောက်ရှိတဲ့ဒေတာတွေကိုထုတ်လုပ်နိုင်မယ်လို့မျှော်လင့်ရပြီးအရာဝတ္ထုပေါင်းဘီလီယံနဲ့ချီတိုင်းတာမှုပေါင်းထရီလီယံနဲ့ချီပါဝင်မှာဖြစ်လို့သူ့တည်တည်တွေအတွက်လည်းတကယ်ရွှေဝိုးကြီးတစ်ခုပါပဲ။ နောက်ဆုံးစမ်းသပ်မှုတွေပြီးသွားရင် Rubin Observatory ဟာတောင်ပိုင်းကောင်းကင်ကိုအကြိမ်ကြိမ်စကန်ဖတ်ပြီးခနာဒါဖြစ်ပေါ်တဲ့စက်ကြောရာဖြစ်စဉ်တွေကိုအချိန်နဲ့တပြေးညီဖမ်းယူရင်းနဲ့ဆယ်စုနှစ်တခုစာကြာမဲ့စက်ကြောရာရဲ့ Timeless Movie ကြီးတခုကိုတိဆောက်သွားမှာပါဒီနေ့တော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 ့ပါပဲကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုကြိုင်းနေတတ်တယ်ဆိုရင် ျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးဘေးကနိုတီခေါင်းပေါင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ပြီးဘလို့ဘ ഹു သုတအကြောင်းအရာတွေကိုထပ်ပြီးသိကျင်သေးတယ်လဲဆိုတာကိုအောက်က comment လေးမှာရေးပေးခဲ့ပါဦး။